ငင်းကြေးရရဖို့အတွက်2008ဖွေးစည်းဖို့အခြေခံဥပဒေနဲ့တနိုင်ငံလုံးအပြည့်အစအကြုံ NCA ကိုဆွေးကင်ထားတယ်လို့ဘူချုံမူကြီးမင်းအောင်လိုက်က Face Foreign 2025အခမ်းအနားဖွင့်ပွဲမှာပြောလိုက်ပါတယ်တော်လေရဲ့တက်ဖွဲ့တွေကိုလေနိုင်ငံရေးနည်းလမ်းအရတွဲဆောင်ဆွေးနဲ့အပြေချကြဖို့သူကပြောတော့ပါတယ်အပြေဆောင်ကိုစိုးသူအောင်တင်ပေးပို့ထားပါရရှင်အနာဒိုင်းစစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲကိစ္စနဲ့ငင်းကြိုင်းကိစ္စတွေဆွေးနွေးဖို့ဆိုပြီးနေပြည်တော်မှာငင်းကြိုင်းဖိုရမ်တစ်ခုပြုလုပ်နေတာပါ P4 2025လို့နာမည်ပေးထားတဲ့အိတ်ဆွေးနွေးပွဲကိုမင်္ဂလာသီရိဟိုတယ်မှာဇွန်လ25ရက်ကနေ28ရက်အထိပြုလုပ်နေတာဖြစ်ပြီးစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကသူ့ရဲ့အဖွင့်မေကူမှာ PDF တွေကိုအကြမ်းဖက်လို့တုံးတုံးကတော်လိုင်းတက်တွေကိုလည်းငញ្ញန်းဆွေးနွေးဖို့ကမ်းလှမ်းခဲ့တာတွေ့ရပါတယ်။ကျွန်တော်တို့လည်းငញ្ញန်းပေါ်ဆောင်ရမှာဒါတော့ရှိခိုးတဲ့ပစိပိုချီကဥပဒေနဲ့တဏ္ဍာရီကတက်ကမရစင်းတဘောလူစာချုပ် အစီလမ်းကြောင်းကိုအဓိကဆွဲကြိုက်ပြီး၆ဆန်းနဲ့ရှိနေပါတယ်။ညီငယ်ပေါ်ဆောင်ရမှာလဲဒီဝတ်ဆောက်ဖို့မရှိဖို့လိုအပ်တယ်လို့ဒီတွေကအဖြစ်မှပြောပါလေတင်းတင်းရှိရှိနဲ့လွတ်ဆောင်နေကိုလည်းလိုပါတယ်။ဆန္ဒကြီးကိုချင်းချင်းဒီလိုမျိုးစိတ်ကအရင်ခံပြီးငငယ်ဒီလာရပြည့်စုံစွတဲ့ဖြီးရှာနိုင်မှသာစစ်မှန်ပြီးရေရှည်တည်တဲ့ရင်းကျက်ရရှိအောင်ဆောင်ရွက်နိုင်တဲ့လေတို့ ကျွန်တော်အနေနဲ့အပြည့်အဝယုံကြည်ထားပါတယ်ဒါပေမဲ့ NCA ကိုလက်မှတ်ရေးထိုးခဲ့ကြတဲ့ကျောင်းသားတပ်မတော် ABSDF ချင်းမျိုးသားတပ်ဦး CNF နဲ့ကရင်မျိုးသားအစည်းအရုံး KNU တို့ကတော့ဆရာနာသိန်းနဲ့ဟာ NCA အခြေခံမူနဲ့ရည်ရွယ်ချက်တွေကိုဖျက်ဆီးတာဖြစ်တယ်လို့2008ဖွဲ့စည်းပုံကိုလည်းပြက်ပြဲစေတယ်လို့ထုတ်ပြန်ထားပါတယ်။ဒါအပြင်2008ဖွဲ့စည်းပုံအောက်ကလုံဆောင်ချက်တွေဟာအလုတ်ဖြစ်လာမှာမဟုတ်ဘူးလို့ CNF ပြောခွင့်ရသူဆလိုင်းထန်ဒီက DVV ကိုပြောပါတယ်။ ျွန်တော်တို့အနေနဲ့ NCA မှာပါဝင်ခဲ့ပြီးပြီအလုံးမဖြစ်ဘူးကျွန်တော်အနေနဲ့ဒီ2008ဖွဲ့စည်းပုံအောက်ကနေလုပ်တဲ့ NCA ဒီကိုလက်ခံနေဆိုရင်ကျွန်တော်တို့ CNF အနေနဲ့တော့ဒီနေဦးတော်ဆောင်ရဲမှာပြည်သူဘက်ကနေပါဝင်လာစရာအကြောင်းမရှိဘူးပေါ့အဲ့ဒါတွေအလုံးမဖြစ်တော့လို့ကျွန်တော်တို့ကဒီမြန်မာနိုင်ငံရေးမှာဒီစစ်တပ်အာဏာကျင်းစင်ရေးနဲ့ ကျွန်တော်တို့လိုချင်တဲ့ Federal Democracy ပြည်ထောင်စုကိုတည်ဆောက်ဖို့ဆိုပြီးတော့ခုဆက်လက်ပြီးတော့ပြည်သူနဲ့အတူတိုက်ပွဲဝင်နေတာဖြစ်ပါတယ်ဟုတ်ကဲ့တဖက်မှာလည်းစစ်ကောင်စီကတရားဝင်အစိုးရမဟုတ်တာကြောင့် NCA စာချုပ်ကိုအကောင့်ထဲပေါ်ဖို့တာဝန်မရှိသလိုလုံပိုင်ခွင့်လည်းမရှိဘူးလို့ UNG က2023ခုနှစ်အောက်တိုဘာ31ရက်မှာကြေညာထားပါတယ် UNG ပြောခွင့်ရသူကိုနေဖုံးလက်ကလည်းစစ်ကောင်ဆောင်ရဲ့စကားတွေဟာတူအာနာတီမြဲအတွက်ပြောနေတာဖြစ်ပြီးဆေးရနာရှင်တွေရဲ့လုံရက်က ငញ្ញိုင်းဆိုတဲ့ဇာကားနဲ့စန့်ကျင်ဘက်ဒေတာဖြစ်တယ်လို့ပြောပါတယ်။အဲ့တော့ချုပ်ပြောရရင်တော့ဗျာငញ្ញိုင်းဆိုတဲ့ဇာကလုံးကိုလူကြောက်အောင်လူကြိုက်အောင်လို့သာပြောနေတာနော်တကယ်တမ်းအရင်စစ်လိုက်မယ်ဆိုရင်တော့တို့အာနာတီမြဲရေးနော်တို့ဖြစ်တဲ့ကင်းလွတ်ခွင့်ရရှိရေးဒါဒီဒါကဒါလင်းဒါတို့လိုချင်တဲ့အရာဖြစ်တယ်ပေါ့နော်။နောက်ပြီးတို့တို့အကျိုးစီးပွားကိုမထိခိုက်ပဲနဲ့ဒီတိုင်းပြည်မှာအာနာကိုဆက်ပြီးတော့ဟိုတိမ့်ပိုက်ထားပြီးတော့ပေါ့နော်။ သိမ့်ပိုက်ထားပြီးတော့တာသင်မြေဆက်အကျိုးစီးပွားရရှိနေပြီးတော့ဒါဒီသာဒီဟာသာလင်းတို့ရဲ့လိုချင်တဲ့အရာဖြစ်တယ်လို့လိုပဲပြောရမှာဗျာဆေးရနာသိတန်တရားမလဲဘူးနဲ့ဆွေးနွေးပွဲတွေဖြစ်မြောက်ဖို့ဆိုရင်ဇန်နဝါရီ31ရက်မှာ UNG ကပူပေါင်းထုတ်ပြန်ခဲ့တဲ့နိုင်ငံရေးပုံရည်တည်ချက်6ချက်အပေါ်မူတည်ကြောင်းကိုနေဘုံလကဖြေဆိုဘူးပါတယ်အဲ့6ချက်ကိုအတူချုံးမယ်ဆိုရင်တော့ဆေးရနာသိမှုကိုဖယ်ရှားပြီးစစ်တပ်ကနိုင်ငံရေးမှာပါဝင်တာကိုအဆုံးသတ်ဖို့ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ခုရေးဆွဲဖို့နဲ့မတရားကျူးလွန်ခံရသူတွေတရားမျှတမှုရှိစေရင်းနဲ့အသွင်ကူပြောင်းရေးကာလတရားမျှတမှုဖော်ဆောင်ဖို့လိုပဲဖြစ်ပါတယ်။ဒါပေမဲ့ NSPNC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြေကစစ်တပ်ကိုနိုင်ငံရေးကထွက်ဖို့တောင်းဆိုတာဟာမဖြစ်နိုင်တဲ့တောင်းဆိုချက်ဖြစ်တယ်လို့2025ခုနှစ်မတ်လ26ရက်မှာထုတ်ဖော်ပြောဆိုထားပါတယ်။ အခုနေပြည်တော်မှာပြည်လုတဲ့ငင်းချိုင်းဖိုရမ်မှာပြည်ပ6နိုင်ငံကပညာရှင်တို့အပါအဝင်စစ်တပ်အရာရှိတွေတိုင်းသားလက်နက်ကိုင်အဖွဲ့တို့နဲ့နိုင်ငံရေးပါတီတွေအရက်ဘတ်အဖွဲ့စည်းတို့ပါဝင်တက်ရောက်နေကအုပ်စုနှစ်ခုခွဲပြီးတကားပိတ်ဆွေးနွေးကြမယ်လို့သိရပါဗျ။ကျွန်တော်စိုးသူအောင်ပါ